င်းမင်္ဂလာပါပရိသတ်တို့ဆယ်ရီဆိုတာဟာရေစီးချောင်းတွေနဲ့မြင်းမျက်နှာပြေပေါ်ကရေတွေကိုထိမ့်ကြီးဖို့နဲ့ရေအားကိုလိုအပ်သလိုတုံးပြနိုင်ဖို့တိစောက်ထားကြတာဖြစ်ပါတယ်။ဆယ်ရီနဲ့အတူရေလောင်တမန်တွေကိုပါရေကြီးမှုတွေကိုကာကွယ်ဖို့ပူးတွဲတိစောက်လေးရှိပါတယ်။ဆယ်ရီကိုရေအားလျက်စစ်ထုတ်လုပ်ဖို့ဂါးတွေမွေးမြူဖို့ရေကြီးမှုတွေကိုကာဝေးတားဆီးဖို့နဲ့ပန်းဖြေမှုတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပြုလုပ်ဖို့အတွက်တုံးပြလေးရှိကြပါတယ်။ဒါ့အပြင်လည်းကမ္ဘာပေါ်မှာမလုံခြုံဘဲနဲ့အန္တရာယ်များတဲ့ဆယ်ရီများကြီးရှိပါတယ်။ ဲဆယ်တွေဟာကဲရွေများချိုးပေါက်သွားခဲ့ရင်အနီးနားကတန်းနေချည်တဲ့လူတွေရဲ့အသက်အိုးရင်စီးဆင်းတွေကိုပျက်စီးစေမှာဖြစ်ပါတယ်။အခုဗီဒီယိုထဲမှာတော့ကဘာပေါ်ကအန်နီယယ်ရှိဆုံးဆယ်ကြီး6ခုအကြောင်းကိုပြောပြပေးသွားပါမယ်။နံပါတ်6အီတလီနိုင်ငံက vegan ဆိုင် vegan ဆိုင်ဟာအီတလီနိုင်ငံ ဘယ်လူနိုစီရင်စုဖီနီကတာဒေတာမှာတည်ရှိပြီးတော့ဒီဆေကို1958ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဆာလုံးမှုဟာ1963ခုနှစ်မှာပြီးစီးခဲ့ပြီးရေအားလျင်စစ်ထုတ်လုပ်ဖို့နဲ့တောင်ကျောင်းဒေတာကိုရေသွင်းပေးဖို့ရည်ရည်ခဲ့တာပါ။ဒါပေမဲ့လေအဲ့ဒီမှာပဲဆယ်တဲကိုမြေပြိုကျမှုကြောင့်ဆယ်ရေရှမ်းမှုဖြစ်ခါလူပေါင်း200ကျော်တိတ်ဆုံးခဲ့ပါရယ်။ဒါကြောင့်မေဒီဆေဟာနမေဇိုးနေကြော်ကြားသွားပြီးတော့ကမ္ဘာပေါ်မှာအန်ဒီရဲ့အများဆုံးဆယ်တွေကတခုဖြစ်လာခဲ့ပါရယ်။နမေက တရုတ်နိုင်ငံကကျင်းပအိုင်စင်ဒီစရာတရုတ်နိုင်ငံလင်းရှမ်းစီရင်စုစီချွမ်းဒေသမှာတည်ရှိပါတယ်ကျင်းပင်အိုင်စေကိုပထမဆုံးကျင်းပင်အိုင်ရေတကုံငယ်လို့လည်းခေါ်ကြပြီးတော့2014ခုနှစ်ကလေးကဒီစေကိုစတင်အသုံးပြုခဲ့တာပါ ဒီစင်ဟာစီချွန်းဒေတာမှာမြင့်ပြီးတော့ထက်တွေပါတဲ့တခုတည်းသောဆယ်ဖြစ်ပြီးတော့အီလောင်းမြင့်ရဲ့ဂျင်းပင်အိုင်မြေဝမ်းပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။ဒီဂျင်းပင်အိုင်ဆယ်ဟာကမ္ဘာပေါ်မှာအမြင့်ဆုံးနဲ့အကြီးဆုံးဆယ်တစ်ခုဖြစ်ပြီးအီလောင်းမြင့်ရဲ့ရေစီးစေးမှုကိုထိန်းချုပ်ဖို့ရည်ရွယ်တိဆောက်ထားတာဖြစ်ပါတယ်။အင်ဂျင်နီယာအများစုဟာဒီဆယ်ရဲ့ကြန့်ခိုင်မှုနဲ့ဒီဇိုင်းကိုမေးခွန်းထုတ်ခဲ့ကြပြီးတော့အကယ်၍များသာဒီဆယ်ကျိုးပေါက်ခရင်လူတွေအများကြီးသိစေနိုင်တဲ့အလားလာရှိတယ်လို့ယူဆထားကြပါတယ်။နံပါတ်၄အမေရိကန်နိုင်ငံကမွန်တီဆယ်လိုဆယ် ။ဗကာတောင်တွေထဲမှာတည်ရှိတဲ့ဒီစီဟာကမ္ဘာပေါ်ကအခမ်းအနားဆုံးဆဲတွေတဲကတစ်ခုဖြစ်ပါရည်။နေ့စဉ်နေ့တိုင်းထောင်ထဲချီတဲ့လေပတ်သူတွေဟာဒီစီကိုလာရောက်လေပတ်ကြပြီး1958ခုနှစ်ခုနှစ်ထဲမှာဒီစီကိုတိဆောက်ခဲ့တာပါ။304ပေမြင့်ပြီးတော့1023ပေရှေ့လျားပါရည်။ပညာရှင်တွေကတော့ဒီဆေးဟာအပေါက်ကြီးပါတဲ့အတွက်လုံခြုံမှုမရှိဘူးလို့ယူဆထားကြပါတယ်။ဒီအပေါက်ကြီးဟာအပြင်ကကြည့်ရင်လှတယ်လို့ထင်ကြပေမဲ့တကယ်တော့ငရေကိုသွားတယ်လမ်းဖြတ်ပါရင် အဲ့ပေါင်ကြီးတွေကိုကြာသွားတဲ့ဘသူမဆိုတက်ရှင်ချင်းမရှိပါဘူး။ဆေးရထပ်မှာရှိတဲ့တာပိုင်တွေကိုစွန့်ရင်ထုတ်လုပ်ဖို့အသုံးပြုပါရည်။နံပါတ်၃ဆစ်ဆလန်နိုင်ငံကကွန်ထရာစိတိဆဲကိုဘဲစားဆဲလိုနဲ့လူကာနိုဆဲလိုလေခေါ်ချပြီးတော့1965ခုနှစ်တည်းကစတင်အသုံးပြုခဲ့တာဖြစ်ပါရည်။ 1995ခုနှစ်ကထွက်ရှိခဲ့တဲ့ Golden Eye လို့ခေါ်တဲ့ဇာတ်ကားမှာ James Bond မင်းသားဟာဒီစဲကိုခုံကျော်ပြခဲ့တဲ့စတန်ပြွက်ွက်ကိုပြသခဲ့တဲ့အခါမှာဒီစဲဟာအပျော်ခုံချအားစားပြုလုပ်သူတွေအတွက်နာမည်ကြီးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီစဲထဲမှာရေတွေအများကြီးလောင်ထားတာကြောင့်ပြိုကျခဲ့ရင်နိုင်ငံအတွင်းမျိုးအများစုကိုပျက်စီးသွားစေပါလိမ့်မယ်။နံပါတ်၄တရုတ်နိုင်ငံကဂျော့ဆေ၃ခုတရုတ်နိုင်ငံမှာတည်ရှိတဲ့ဒီစဲ၃ခုဟာကမ္ဘာပေါ်မှာကြီးမားဆုံးစဲကြီးဖြစ်ပါတယ်။ စန်တူပီစီရင်စုရိုင်းလင်ဒေတာမှာတည်ရှိပြီးတော့1994ခုနှစ်မှာဒီဇယ်ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။နေတသမာ3ကီလိုမီတာရှည်လျားပြီးဒီလောက်ကြီးမားတဲ့ဆေးကြီးကိုတိဆောက်ခဲ့ခြင်းဟာကမ္ဘာကြီးရဲ့လေပတ်မှုကိုထိခိုက်စေတယ်လို့လည်းပညာရှင်တွေကဆိုခဲ့ကြပါတယ်။ပညာရှင်တွေရဲ့လေ့လာချက်အရ2008ခုနှစ်က လူပေါင်း18000လောက်သေဆုံးခဲ့တဲ့တရုတ်နိုင်ငံကငလင်ကြီးဟာဒီဆဲကြီးကြောင့်ဖြစ်ရတယ်လို့သိရပါတယ်။ဒါ့အပြင်ဒီဆဲကြီးရဲ့ရေမျက်နှာပြင်ဟာမကြာခဏအန္တရာယ်ရှိတဲ့အမှတ်ကိုရောက်ရှိလေရှိတယ်လို့ဆိုပါတယ်။နံပါတ်1အီရိုနိုင်ငံမိုဆေဆေး ကမ္ဘာပေါ်မှာအန္တရာယ်ရှိသုံးဆယ်လို့ယူဆရတဲ့မိုးစစ်ဆေးဟာ17.11ကီလိုမီတာအထိကိုမရှိလျားပါတယ်။ဒီဆေးကြီးကိုဂျစ်စပန်တွင်အများကြီးပါဝင်နေတဲ့မြေလွာဓာတ်ပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်။ထောက်က89ခုနှစ်ကတိစောက်ပြီးကလေးကအပြစ်နာစာများစွာကိုရှာတွေ့ခဲ့ပြီးယနေ့ချိန်မှာတော့ဒီဆေးကြီးဟာကျိုးပေါက်နိုင်ခြင်းအများဆုံးရှိနေပြီလို့ယူဆရပါတယ်။အကယ်၍များဒီဆေးကြီးကျိုးပေါက်ခရင်လူပေါင်း6တန်းလောက်တိတ်ဆုံနိုင်တဲ့ပြင်စတူရန်အေရီယာ9200နှစ် ်ကီလိုမီတာလောက်ရေနှိမ့်ညွှန်သွားနိုင်ပါတယ်။ဆေးဥဖာထီတွေလုပ်ငန်းစဉ်တွေနဲ့မကျိုးပေါက်အောင်ထင်းရပေမဲ့ကျိုးပေါက်မိတ်ပြဿနာကိုတော့အခုချိန်ထိဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။အကယ်၍များကျိုးပေါက်ခဲ့ရင်မြောက်ဖက်ဒေသတွေကိုကာဝယ်နိုင်ဖို့အထူးရောက်ဆုံးနည်းလမ်းကနောက်ဆုံးအကာအဝေးဆေးတစ်ခုထပ်ပေါင်းတိစောက်ဖို့ပဲဖြစ်ပါတယ်။ကေပရိတ်တတို့ရင်ခုဖော်ပြခဲ့တာကတော့ကဘာပေါ်ကကျိုးပေါက်နေခြင်းအမြင့်ဆုံးနဲ့အန်ရည်အများဆုံးစိတ်ကြီးတွေကြောင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကဆယ်တွေကကျိုးပေါက်ခဲ့ရင်တိတ်တွေခံကအန်ဒီရကိုပြေဝါကာဝယ်နိုင်မှာမလို့စိတ်ပူစရာလိုရမလိုပါဘူးအခုဗီဒီယိုလေးကိုဆုံးဒီကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်